ရောက်ရီမြုပ်နယ်တွင်ရှိဂျာဖြန့် online ငွေလိမ်စင်တာများတွင် Starlink Internet များကိုပုံမတိုးချက်အသုံးပြုလာမှုကို American Congress ကစတင်စုံစမ်းစစ်ဆေးနေကြောင်းသိရှိရပါသည်။ကရင်ပြည်နယ်ထိုင်းပြည်မှာနေဆက်မြောက်ရီမြုပ်နယ်တွင်ရှိဂျာဖြန့် online ငွေလိမ်စင်တာများတွင် Starlink Internet များကိုပုံမတိုးချက်အသုံးပြုလာမှုအပေါ် American Congress ကစတင်စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတရရသိရှိရပါသည်။ထိုင်းနိုင်ငံကမြောက်ရီမြုပ်နယ်ရှိဂျာဖြန့် online ငွေလိမ်စင်တာများထံသို့ လက်စစ်တအားနဲ့ internet line များဖြတ်တောက်ပြီးနောက် Starlink internet များကိုအဓိကသုံးစွဲလာကြောင်းကြားဖြတ် online ဝေးလည်စင်စာအဆောင်အုံများပေါ်တွင် Starlink internet band များအများပြားပြင်ထားသည်ကိုတွေ့ရှိရကြောင်းကြားဖြတ် online ငွေလင်းစင်တာဖြစ်တော့ KK Park ၏အဆောက်အုံတစ်ခုပေါ်တွင် Starlink Internet ဘန်80နီးပါးမြင့်တွေ့ရကြောင်းသိရှိရပါတယ်။ American ပြည်ထောင်စု California ပြည်နယ်မှအစိုးရရှေ့နေများက Starlink Internet စနစ်ကိုအသုံးပြု၍ငွေလိမ်လည်မှုများကျူးလွန်ကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လတွင် တရားဝင်သတိပေးခဲ့တော့လေစတားလင်ကတစုံတရာတွန့်ပြန်ခြင်းမရှိကြောင်းသိရပါတယ်။ဆိုရင်ပူပါနေကြတော့ထိုင်းနဲ့အမေရိကန်နိုင်ငံကြီးတမားများကလည်းစတားလင်ဂျိုတူအင်တာနက်ပိုင်ရှင်အီလွန်မတ်စ်ကိုသတိပေးနှုတ်ဆော်မှုများလှုပ်ဆောင်နေကြပြီးအမေရိကန်ထက်လွတ်တော်မတ်ကအီလွန်မတ်စ်ကိုစတားလင်အင်တာနက်ကိုကြားဖြတ်အွန်လိုင်းငွေလိမ်ကိုင်းများအသုံးပြုနေမှုကိုအရေးယူဆောင်ရွက်ရန်တိုက်တွန်းကြောင်းသိရပါတယ်။ယခုခါအမေရိကန်ကွန်ဂရက်လွှတ်တော်ပူးတွဲစီးပွားကော်မတီကကြားဖြတ်အွန်လိုင်းငွေလိမ်စင်တာများနဲ့ Starlink Internet တို့ပတ်သက်နေမှုများကိုစတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ American Cyber Resource မှုဆိုင်ရာဆိုရရှိနေဟောင်းက American Company တခုကဒီလိုတွေဖြစ်နေဖို့အတွက်ပါဝင်ဆောင်ရွက်ပေးနေတာဟာညွှန်ရှာစရာပါပဲဟုပြောကြားပါတယ်။ဂျာပန်ငွေလင်းလေခိုင်းမြိုက်ပြစ်မှတ်ထားများတွင် American ကလည်းပါဝင်နေပြီ2024ခုနှစ်တွင် American Dollar 10 Billion ခန့်ဆုံးရှုံးခဲ့ပြီးစနလအတွင်း66ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း American ဆိုရပန်းတိုင်းဌာနကခန့်မှန်းထားပါတယ်။ အမေရိကန်ကအခင်လာများအတွင်ကြားဖြတ်ငွေကြေးငွေများ၏အဓိကမြို့ဖြစ်သောရွှေကုတ်ကိုမြို့နှင့်ပတ်သက်ဆက်ဆက်နေသောလူပုဂ္ဂိုလ်များနှင့်ကုမ္ပဏီ၉ခုကိုပိတ်ဆို့အရေးယူခဲ့ကြောင်းသိရပါသည်။တို့ရတွင်ရွှေကုတ်ကိုတွင်အဆောက်အုံတိဆောက်မှုများပါအလင်းများတိုးတက်နေစေဖြစ်ကြောင်းသိရပါသည်။ဒီဘောတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တွေကတောင်သာမြို့နယ်ထနောင်းကုန်းပြူကျေးရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြူစောတိတဦးသေဆုံးကြောင်းသိရပါသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA တိမ့်မိုက်ထားသောဒီဘောမြုံနယ်ကိုစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲများပြင်းထန်နေကြောင်း TNLA တရင်ရင်းမြစ်ကပြောပါတယ်။အောက်တိုဘာလ1ရက်နေ့ကြောင်မဲမြို့ကိုစစ်တပ်ကပြန်လည်တိမ့်ပိုက်ပြီးနောက်ဒီဘောမြုံကိုပြန်လည်တိမ့်ပိုက်ရန်စစ်ကြောင်းများခွဲ၍အလုံးအရင်ဖြင့်ထိုးစစ်ဆင်လာကြောင်းအောက်တိုဘာလ14ရက်နေ့အထိတိုက်ပွဲများပြင်းထန်နေကစစ်တပ်ကဒီဘောမြုံအနာထိချင်းကလာနေကြောင်းစစ်တပ်က drone နဲ့လက်နက်ကြီးများကိုအဆက်မပြတ်ပစ်ခတ်ပြီးမြေပြင်တွင်အဟုန်ထိုးကာထိုးစစ်ဆင်လာနေကြောင်းသိရပါသည်။ ဒီဘောမြုပ်ပေါ်နဲ့ဆိုရင်တိတ်မလို့တော့ဘူးလေးပိုင်ပတ်ချလဲလောက်မှရောက်လာတာကြောင်မဲကြာပြီးကလေးကတောက်လျှောက်ထိုးစစ်စင်နေတာလက်နက်ကြီးတွေတောက်လျှောက်ပြစ်တယ် drone လိုနဲ့ဘုံကျဲတယ်ပြီးတော့မြေပြင်ကနေစစ်ကြောင်းတွေတက်တယ်ပူပေါင်းတပ်တွေကတော့ခုခံမှုတွေဆက်လုပ်နေပါတယ်တပ်ဖွဲ့တွေကတော့ပြင်းထန်နေတော့မှာပဲဟုတ်ထင်းအလီတရင်ချင်းတွေကကြော်ပါတယ်အခြားတစ်ဖက်တွင်လည်းစစ်တပ်ကထင်းအလီသိမ်းပိုက်ထားသောမြို့များကိုလေယာဉ်များဖြင့်ဘုံကျဲမှုများဆက်တိုက်လုံဆောင်နေကပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းတင်အလီကတရားဝင်သတင်းထုတ်ပြန်ထားပါတယ် အလားတူမန္တလေးတိုင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူစောတိကျေးရွာကိုတော်နိုင်တံများကလက်နက်ကြီးများဖြင့်တိုက်ခတ်တိုက်ခိုက်ရာပြူစောတိတူတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဗကံကလုံတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။အောက်တိုဘာလ3ရက်နေ့တောင်သာမြို့နယ်ထနောင်းကုန်းပြူစောတိကျေးရွာကို60မမလက်နက်ကြီး10လုံးဖြင့်တော်နိုင်တပ်ဖွဲ့များကတိုက်ခတ်တိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်ပြူရွာတွင်ကြောက်ပါဝက်ခဲ့ပြီးပြူစောတိတူတေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါ်လာရေးရဲဘော်များအနေဖြင့်အထူးအခိုက်မရှိဂျန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲဒီမှာပြူစောတိအင်အား80ခန့်ရှိပါတယ်။အော်တိုဘာလ13ရက်နေ့တက်လိုက်ခဲ့တာပါ။60မမလက်နက်ကြီးအချက်ရည်10လုံးနဲ့ဖိကပ်ခဲ့တာပါ။မြင်းကြံမြို့ပေါ်ကပြူစောတိတွေနဲ့ပဲပေါင်းထားတာအကုန်ပြူစောတိတွေလို့သိထားပါတယ်။ပြူစောတိတူတေဆုံနဲ့နှစ်ဦးထိကတန်းရရတယ်။စစ်ခွေးတွေဘက်ကလည်း60မမလက်နက်ကြီးတွေနဲ့ပြန်ပစ်တာမျိုးရှိတယ်။အချိန်မနှောင်းမီလက်နက်ချပြီးပြည်သူလူထုနဲ့အမြန်ပူပေါင်းကြဖို့သတိပေးချင်ပါတယ်ဟုဗကံကလုံးတပ်ဖွဲ့တာဝန်ခံကပြောပါတယ် ဝက်လက်မြုံနယ်ရွာသားကြီးရွာကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဂျိုင်ရိုကော်ပတာတို့ဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိရပါတယ်။သခိုင်းတိုင်းဝက်လက်မြုံနယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကနှစ်ရက်ဆက်တိုက်လေရင်ဂျိုင်ရိုကော်ပတာတို့ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းဒေသပြည်သူများနဲ့မျိုးဥအောင်ပွဲတော်လိုင်းအင်အားစုမှတာဝန်ရှိသူတို့ကပြောပါတယ်။အောက်တိုဘာလ13ရက်နေ့နန်းနက်စင်တိုင်းခန့်တွင် ဝက်လက်မြုပ်နယ်ရွာသာကြီးရွာကိုအချမ်းပဲစစ်တပ်၏နမခမတက်လာတော့ဂျိုင်ရိုကော့ပတာ၃စင်းကဘုံလေးလုံးကျက်ချတိုက်ခဲ့ကြောင်းယင်းနှင့်မွန်းလွယ်စနိုင်း20မိနစ်နဲ့၃နာရီကျော်ခန့်လည်းရွာသာကြီးကျေးရွာကိုနမခမတက်လာတော့ဂျိုင်ရိုကော့ပတာ၃စင်းကထပ်မံဘုံကျဲတိုက်ခဲ့ကြောင်းသိရပါတယ်ထို့ပြင်ယင်းနှင့်ညနေ၄နာရီကျော်ခန့်လည်းရွာသားကြီးတေးရွာနဲ့စူတောင်းပြဖျားဝင်းရင်းကိုအချမ်းပဲစစ်တပ်ကြီးတစ်စုလေးတက်မှတက်လာတော့ဂျက်ဖိုက်တာကဘုံကျဲတိုက်ခဲ့ကြောင်းထိုဘုံကျဲတိုက်ခတ်မှုများတွင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျေးရွာနေပြည်သူများလည်း ဒွါလုံးကျွတ်ထွက်ပြစ်တင်းဆောင်နေရကြောင်းသိရပါတယ်။အလားတူအော်တိုဘားလ14ရက်နေ့နန်းနက်9:25မိနစ်ခန့်တွင်လည်းဝဲလံမြုံနယ်ရွာသားကြီးကျေးရွာကိုဂျိုင်ရိုကော့ပတာ3စင်းဖြင့်ပုံကျဲတိုက်ခဲ့ကြောင်းထိုပြင်မွန်းလွဲ7:10မိနစ်ခန့်တွင်လည်းဂျက်ဖိုက်တာတစ်စင်းကရွာသားကြီးရွာကိုထပ်မံပုံကျဲတိုက်ခဲ့သွားကြောင်းသိရပါတယ်။စကွေရီဒီနေ့လေးကြောင်းပုံကျဲသွားတာကတော့အထူးခိုက်မသိရသေးဘူး။မနေ့ကစခွေးတွေဘုံကျဲသွားတာတော့ပြည်သူလေးဦးထိကတန်းရရတယ်လို့သိရတယ်ဟုမြို့ဦးအောင်ပဲတော်နိုင်အင်အားစုမှတာဝန်ရှိသူကပြောပါတယ် အကြံပေးစစ်တိုက်လေကြောင်းတိုက်ခိုက်မှုများကြောင့်လက်ရှိချိန်တွင်ရွာသားကြီးကျေးရွာမှပြည်သူများအပါအဝင်အနီးအနားရှိကျေးရွာများမှပြည်သူများသည်ဘေးလွတ်ရာကိုရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါသည်စက်တင်ဘာလပိုင်းကလည်းဝဲလက်မြို့နယ်ရှိချမ်းကြီးတစ်ဆိတ်ရွာအင်တောင်းရွာရုံပင်ကုန်းရွာမင်းကုန်းရွာနဘဲပင်လာရွာနဲ့တက်တာရွာတို့ကို112ဖြင့်အကြံပေးစစ်တပ်ကစစ်တိုက်ပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ကလေးငယ်တဦးပါဝင်ပြည်သူလေးဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ73ဦးရှိခဲ့ကြောင်းသိရပါသည် အာဆီယံကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာရဲ့အဖွဲ့တွေဆေလွတ်ပွဲမရှိဘူးလို့မလေးရှားကပြောဆိုလိုက်ပါတယ်စစ်ကောင်စီကဥဆောင်ကျင်းပမဲ့မြန်မာရွေးကောက်ပွဲစီအရှိတအဝါရှက်နိုင်ငံများစီယုံအာဆီယံကစောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေဆေလွတ်ပွဲမရှိဘူးလို့မလေးရှားဆိုရကပြောပါတယ်မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးမွမ်မက်ဟဆန်ကဒီဇင်ဘာလ28ရက်ကစပြီးအပိုင်းလိုက်ပြုလုပ်မယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲစီစောင့်ကြည့်ရေးအဖွဲ့တွေဆေလွတ်ဖို့အာဆီယံနဲ့နိုင်ငံတွေကြားမှာသဘောတူညီမှုရမယ်အရေးချေမမြင်ဘူးလို့မှတ်ချက်ပေးပါတယ် လေးရှားဟာအာဆီယံရဲ့လက်ရှိအထက်ဥက္ကဋ္ဌဖြစ်ပြီးဟာဆန်ဟာမကြသေးခင်ကမြန်မာရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့နေပြည်တော်မှာစစ်ကောင်စီခေါင်းဆောင်နဲ့တွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ဟာဆန်ရဲ့ခီးစဉ်နဲ့ပတ်သက်လို့စစ်ကောင်စီကကြေညာချက်ထုတ်ရမှာတော့ရွေးကောက်ပွဲမှာစောင့်ကြည့်ရေးဖွဲ့တွေဆင့်လို့ပေးဖို့မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးကပြောကြားခဲ့တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။အဲဒီဖော်ပြချက်နဲ့ပတ်သက်လို့သတင်းထောက်တွေကမေးမြန်းတဲ့အခါဟာဆန်ကဒီကိစ္စဟာအာဆီယံနိုင်ငံတွေရဲ့နိုင်ငံခြားဝန်ကြီးတွေစီသဘောထားဆန္ဒတွေလိုအပ်ကြောင်း ဒီတော့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများမှအညီလာခံမှာဒါကိုထပ်ဆွေးနွေးရမှာဖြစ်ကြောင်းဒါပေမဲ့သူ့အမြင်အရအာဆီယံကတော့လက်ခံမဲ့ပုံမပေါ်ကြောင်းပြန်ဖြေသွားပါတယ်။ဒီတော့ဟာဆန်ရဲ့စကားဟာစစ်ကောင်စီအပေါ်သတင်းစာတွေရဲ့အခိုင်အမာဖော်ပြခြင်းနဲ့တရားကြီးကွဲလွန်းနေကြောင်းသိရပါတယ်။အော်တိုဘာလ10ရက်နေ့ထုတ်မြန်မာအလင်းသတင်းစာကမလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွှတ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့အသိပေးသွားကြောင်းရေးသားထားခဲ့တာဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံရေးသမားတွေက အစိုးရဟာစစ်ကောင်စီတစ်ဖက်သက်ချဲလှယ်ထားတဲ့အတုရောက်ရွေးကောက်ပွဲကိုတကယ်ပဲအားပေးထောက်ခံမှာလားဆိုပြီးဓာတ်ရိုက်မေးခွန်းထုတ်လာခဲ့ကြပါတယ်။ဒါကြောင့်လည်းမလေးရှားနိုင်ငံဂျိုင်းဝန်ကြီးဌာနကအခြေအနေတွေကိုပြန်လည်ရှင်းလင်းခဲ့ရပြီးစောင့်ကြည့်ရေးအဖွဲ့တွေလွှတ်ပေးဖို့ဆိုတာကစစ်ကောင်စီရဲ့တောင်းဆိုချက်သာဖြစ်ပြီးဒီအကြောင်းကိုအာဆီယံကတိကျဆွေးနွေးရအောင်မယ်လို့ဖြေရှင်းသွားတာဖြစ်ပါတယ်။တနင်္ဂနွေလိုမြင်းချောင်းသေးတဲ့အခြေအနေမှာ ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပဖို့ကြိုးစားနေတဲ့စစ်ကောင်စီရဲ့လုပ်ရဟာနိုင်ငံရေးအရာထွတ်ပေါက်ရှာဖို့အောက်ထုတ်မှုတသက်တာဖြစ်တယ်လို့အကဲခတ်သူတွေကတရုတ်ပြည်တဲသုံးသပ်ထားကြပါတယ်။တစ်ဖက်မှာတော့အာဆီယံဟာမြန်မာအကြက်တဲဖြည့်ရှင်းပုံသဘောတူညီချက်၅ရပ်ကိုအကောင့်တဲဖော်ဖို့ပြက်ကွက်တဲ့စစ်ကောင်စီကိုအရေးယူတဲ့အနေနဲ့2022ကစလို့ထိပ်သီးစည်းဝေးတွေမှာမြန်မာနိုင်ငံရေးကိုယ်စားလှယ်တက်ရောက်ခွင့်ကိုပိတ်ပင်ထားတာဖြစ်ပါတယ်။မကလင်းတွင်ဒေသခံအူပေါ်လာဆွဲခေါ်ဆောင်ခံရပြီးတအူးနှင်သိန်း၃၀ပြန်ပြွေးခဲ့ရကြောင်းသိရပါသည် ဘကိုတိုင်းနတ်တလင်းမြို့နယ်မှာဒေသခံအမျိုးသား၃ယောက်ကိုစစ်ကောင်ရှင်တပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့်ပတ်စာပေးကြီးပြန်ရွေးခဲ့ရတယ်လို့နတ်တလင်းပြည်သူ့ကော်မတီတပ်ဖွဲ့ထံကသိရပါတယ်။အောက်တိုဘာလ13ရက်မနေ့ညနေ3နာရီလောက်မှာစစ်ကောင်ရှင်တပ်သားတွေကစံကယ်15စင်းနဲ့ဖလန်ပင်ရွာတဲ့ကိုလက်လက်ငယ်တွေပစ်ဖောက်ဝင်ရောက်လာခဲ့ကြတယ်လို့သိရပါတယ်။ရွာတဲ့ကိုဝင်ရောက်လာချိန်ဘီလီယက်ခုံမှာရှိနေတဲ့ ကိုအောင်မျိုးကျော်ကိုဝိုင်းမင်းထွန်းကိုတက်ဝေအောင်တို့သုံးယောက်ကိုဖမ်းဆီးထားပြီးကိုတက်ဝေအောင်ကတော့ကြောင်သားဖြစ်တဲ့အတွက်ပြန်လို့ပေးလိုက်ကတာမန်လက်လုံးစားဖြစ်တဲ့ကြံနှစ်ယောက်ကိုနတ်တလိရဲစခန်းထဲဖမ်းခေါ်သွားတယ်လို့သိရပါတယ်။ခေါ်ဆောင်သွားခံရတဲ့နှစ်ယောက်ကိုတယောက်30စီနဲ့ပြန်ရွေးခဲ့ရတယ်လို့ဆိုပါတယ်။အဲရော်ကပေါ်တာဝင်ဆွဲတာမျိုးကိုဖြစ်ဘူးတော့မရှောင်ကြဘူးလို့သိရတယ်ဗျ။ဖမ်းပြီးတော့ရွာထဲမှာတနပ်ပစ်ဖောက်တာတွေလည်းလုပ်တယ်။ကြောင်သားတယောက်ကိုတော့ရွာထဲမှာတင် ပြန်ညှိပြီးလုပေးလိုက်တယ်။ကြံနှစ်ယောက်ကိုတော့ပေါ်တာဆွဲသွားတယ်။ သူတို့နှစ်ယောက်ကိုတော့တစ်ယောက်ကို30ပေးခဲ့ရတယ်လို့နတ်သလင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဖလန်ပင်ရွာကအုတ်ချုပ်ရေးမှုဟာရွာမှာမနေရတော့တာကြောင့်နတ်သလင်းမြို့ပေါ်မှာတွားရောက်နေထိုင်တာ9လလောက်ရှိပြီဖြစ်ပြီးဒေသခံတွေကိုစစ်မှုထမ်းတွေလိုက်ကောက်စေတာသူစီလာဖို့ခိုင်းတာမျိုးလည်းရှိတယ်လို့သိရပါတယ်။ရွာမှာမနေတာ6လလောက်ရှိပြီးမြို့ကနေရွာကိုစစ်မှုထမ်းတွေစုပြီးသူစီလာပေးဖို့ခိုင်းစေတာရှိတယ်။ဒါပေမဲ့ဘယ်သူကမှစုမပေးရဘူးလေ။ သူကလည်းမလာရဲဘူးအဲ့တော့ကြောင့်လဲစစ်တပ်ကတမင်ညက်တာဖြစ်နိုင်တယ်ပြလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်ဗလန်ပင်ရွာဟာစစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့တမင်ငယ်ရွာနဲ့တမိုင်လောက်သာကွာဝေးပြီးအခုလိုပေါ်တာဆွဲခံရတာပုံမဆုံးကျင်ဖြစ်တယ်လို့သိရပါတယ်ဒရင်ဒီတွင်စစ်ကော်မရှင်ကစစ်မျက်နှာ၅ခုဖွင့်ကာထိုးစစ်ဆင်ပြီးရှမ်းကရင်ဒီနယ်စပ်ရှမ်းတောင်တွင်လည်းနေမီရှုပ်မှုများပြုလုပ်နေကြောင်းသိရပါတယ်ကရင်ဒီပြည်နယ်တွင်သို့စစ်ကော်မရှင်တပ်ဖွဲ့များကစစ်မျက်နှာ၅ခုဖွင့်လက်ကာထိုးစစ်ဆင်လက်ရှိတော်ကြောင်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း ဂျင်နီမျိုးသားကာကွယ်ရေးတပ် KNDF ကဂျမနိတ်အော်တိုဘာလ3ရက်နေ့တွင်ထုတ်ပြန်လိုက်ပါတယ်စစ်ကော်မရှင်စစ်ကြောင်းများသည်ရိုက်ကော်မြို့နယ်ရှိတန်းဒီမော်ဆိုဖရူဆိုဘောလ်ခဲနဲ့ဂျင်နီရှမ်းတောင်နယ်ဆက်ရှိဖဲကုံမြို့နယ်တို့တွင်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရပါတယ်ဒီမှာနေ့ကလည်းစစ်ကော်မရှင်တပ်နဲ့ PNO ပို့ပြစ်များသည်ဖဲခုံမြို့နယ်ဘောရံရွာတွင်တို့ဝင်ရောက်ကနေအမိရှုဖြစ်စီခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ထို့အတူကရင်ပြည်နယ်ဒီမော့ဆိုးမြို့နယ်တွင်လည်းစစ်ကော်မရှင်ဘက်မှအနေမြေဆိုးမှုနိုင်ရေးအတွက် မြေပြင်ထိုးစစ်ပြင်လက်နက်ကြီးဒရုန်းများဖြင့်နေ့စဉ်ပစ်ခတ်ကာအပြင်းထန်ထိုးစစ်ဆင်နေပြီးဒီမော့ဆိုဖရူဆိုလမ်းမကြီးတခြားတွင်လည်း GNU တွန်ဟိုင်းတပ်ဖွဲ့များနဲ့နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ်။အလားတူဖရူဆိုမြို့နယ်အတွင်းတွင်လည်းစစ်ကောင်ရှင်ကဒရုန်းဖြင့်ပုံကျဲခြင်းနေမိရှို့ခြင်းများပြုလုပ်နေပြီးထိုမှတစ်ဆင့်ဗော်ခဲမြို့နယ်သို့စစ်ကြောင်းထိုးနိုင်ရန်အတွက်ဖရူဆိုဗော်ခဲလမ်းကြားရှိမက်ခရော့ရှိကျေးရွာနီးတွင်စေးလိုရှမ်းမှုများပြုလုပ်နေကြောင်းသိရပါတယ်။ စစ်ကောင်ရှင်တပ်နဲ့ပူးပေါင်း PNO စစ်ကြောင်းများသည်ရေကွန်မြုံနယ်အတွင်းတွင်စစ်ကြောင်းထိုးနေပြီးပြီးခဲ့သည့်အောက်တိုဘာလ6ရက်9ရက်နေ့9ရက်များတွင်ဂေဒီတွန်ဟိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တပ်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။အဆိုပါတပ်ပွဲများတွင်စစ်ကောင်ရှင်တပ်သား10ဦးကျော်တည်ဆုံးခဲ့ပြီးလက်နက်လေးလက်နက်ခဲယံများတင်းစီရမိကြောင်း KNDF ကထုတ်ပြန်ထားပါသည်။စစ်ကောင်ရှင်သည်ထိုးထုတ်ကရင်ဒီပြည်နယ်နဲ့ရှမ်းကရင်ဒီနယ်စပ်ဒေသတွင်ရှမ်းတောင်တွင်၎င်းအင်အားအလုံးစုံတုံ့၍စစ်မျက်နှာများဖွင့်လှစ်ထားသည့်အတွက် ပြည်သူများအနေဖြင့်စေတရီလုံချုံရဲ့အသည့်ရှိကြရန် KNDF က3ဘေးထုတ်ပြန်ထားပါတယ်။ပွဲပြူနဲ့စလင်းပြုံနယ်တို့တွင်နန်းဖက်တော်ဝင်ခီးတဲ့တင်ကားများပေါ်မှာလူငယ်များကိုဆွဲချကာပေါ်လာဆွဲဖမ်းဆီးမှုများပါဝင်လူငယ်ရှိဦးစစ်မှုထမ်းဖြင့်ခေါ်ဆောင်ခံရကြောင်းသိရပါတယ်။မကွေတိုင်းပွင့်ပြူနဲ့စလင်းပြုံနယ်တို့တွင်နန်းဖက်တော်ဝင်ခီးတဲ့တင်ကားပေါ်မှာလူငယ်များကိုစစ်တပ်ကဆွဲချကာပေါ်တာဆွဲဖမ်းဆီးမှုအပါအဝင်လူငယ်ရှိဦးကိုစစ်မှုထမ်းဖြင့်ခေါ်ဆောင်ခံရကြောင်းပြည်သူညီနာကိုစလင်းသတင်းတာဝန်ခံကပြောပါတယ်။ အော်တိုဘားလာ17ရက်နေ့ပွင့်ပြူမြို့နယ်တွင်ရန်ကုန်မကွေးစလင်းစင်ပြူကျွန်းပြည့်စွဲနေသောနားလိုက်တော်ဝင်ခီးတဲ့တင်ရင်ကိုကပြည့်လမ်းခွဲအရောက်စစ်တပ်ကတားဆီးစစ်ဆေးခဲ့ကြောင်းရင်းနောက်ကားပေါ်မှလူငယ်9ဦးကိုခီးတဲ့တင်ကားပေါ်မှဆွဲချပြီးပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းအလားတူအော်တိုဘားလာ17ရက်နေ့နာရ6:55မိနစ်ခန့်အချိန်စလင်းမြို့နယ်စစ်ကြီးကျေးရွာကိုစစ်တပ်ကဝင်ရောက်စီနေပြီးလူငယ်2ဦးကိုပေါ်လာဆွဲဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါသည် ဝင်းပြူမာကစစ်ခွေးတွေကဂိတ်မချဘဲနဲ့ဖြတ်သွားတဲ့ခီးတဲ့တင်ကားတွေကိုတာစီဗီပေါ်တာဆွဲတာပါ။နောက်ထပ်တော်ဝင်ကားပေါ်ကနှစ်ယောက်ကိုပေါ်တာဆွဲတယ်။နောက်ထပ်အဲ့ဒီနောက်မှာလည်းခီးတဲ့တင်ကားတွေကိုဖမ်းပြီးစစ်ဆေးတာ။ရန်ကုန်ကနေစနစ်ပြန်မှာဆွဲတာပါ။ဝင်းပြူမြို့နယ်တဲ့ကဒတိလမ်းခွဲမှာဆွဲတာပါ။အဆွဲခံရတဲ့နှစ်ယောက်အသက်အရွယ်30ဝန်းကျင်ရှိမယ်။အော်တိုဘာလာဆက်တဲ့ရင်းလေးကလည်းစစ်ကြီးရွာကျေးရွာကဝင်ရောက်စီးနေပြီးပြည်သူတအုပ်ကိုစစ်ခွေးတွေကပေါ်တာဆွဲသွားတယ်။အသက်အရွယ်တွေကတော့22နှစ်အရွယ်ရှိတယ်ဟုပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကပြောပါတယ်။ အကြံပေးစစ်ကောင်စီတပ်သားများသည်စစ်မှုထမ်းပတ်စဉ်၁၈ရက်အတွက်ပြည်သူများကိုစစ်တိုက်ပေါ်တာဆဲဖမ်းဆီးမှုတွင်စစ်သည်မြုံနယ်နှင့်ပွင့်ပြည်မြုံနယ်တွင်အော်တိုဘာလအတွင်လူငယ်၂၆ဦးဖမ်းဆီးခံရပြီးလူငယ်၁၀ဦးမှာစစ်တပ်ထံသို့ငွေကြေးပေး၍ပြန်လည်လွတ်မြောက်လာကြောင်းသိရှိရပါသည်။ထို့အတူစစ်တပ်ကစစ်သည်မြို့ပေါ်နှင့်ပွင့်ပြည်မြို့ပေါ်တွင်အင်စီကားများဖြင့်နေရောင်းရပါလူငယ်များကိုပေါ်တာဆဲဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်းမကွေတိုင်းအတွင်းပေါ်လာဆွဲဖမ်းဆီးမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူးများကအဓိကဦးစီးဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေဖြင့်ရွေးမယူနိုင်သောလူငယ်များမှာစိမှုထမ်းတင်နာကြောင်းများသို့ပို့ဆောင်ခံရကြောင်းဒေသပြည်သူများထံမှစုံစမ်းသိရှိရပါသည်